မျိုးသမီးတွေအနေနဲ့ဒီလောကအတွက်မလုံတဲ့နဲ့လားအောင်မြင်ကြီးပွားဖို့အတွက်ဘာတွေလုပ်ရခိတာဆိုတဲ့အချိန်လေးကောင်းနေဖန်တီးရမလုတ်ဖဲတော့အကျိုးဖြစ်ထွန်းလာမှာမဟုတ်ဘူးဘာပဲဖြစ်ဖြစ်လောကလိုက်နိုင်ရမယ်ဆောင်ရွက်ရမယ်အဲ့တော့လိုင်းနာဆောင်ရမယ်အချက်၄ချက်ကိုမြတ်စွာဘုရားဟောထားတယ်။နံပါတ်၁က ုတံဝိဟိတကမ္မန္တာအိမ်တော်တိမ်တော်မှာဒီစနစ်တကျအိမ်ကိုအုပ်ချုပ်ပြီးတော့စီပွားတိုးတက်မှုရအောင်ဆိုအမျိုးသမီးရဲ့စီမံချက်ကအရေးကြီးဆုံးစီရဲရေဆရဲကတဲ့ဆိုတာ မျိုးသားရှာဝေးလာတာစီးလာတဲ့ရေအမျိုးသမီးဟာခံတဲ့နဲ့တူတဲ့ရေတွေကိုတို့လောင်တတ်မှ